္ဂလာပါရှင်ရန်ကုန်တိုင်းစည်လေးစင်တရင်ရအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျမကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့တရင်ရအကြောင်းများတွေကတော့နေပြည်တော်မဟာတကြံကိုရခိုင်နှင်းများထပ်ပူခန်းသာစွာကျင်းပမည်ဆိုတဲ့တွင်ဒီလိုမအေးရရှိအခမ်းများအားရိုင်းနေထိုင်ခွင့်ထုတ်ပေးမည်ဆိုတဲ့တွင် ဖြင့်ပြည်ပထွက်ခွာမည်သူများ OWIC ကအပြင်ခွင့်ပြုချက်ပါရယူရမည်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုတ်အနေနဲ့လက်နက်သင်ဖို့ရောင်းချမှုအများဆုံးနိုင်ငံအဖြစ်အမေရိကန်ရပ်တည်နေဆဲဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့နေပြည်တော်မဟာတကြံကိုရခိုင်နှစ်များထပ်ပိုခမ်းနာစွာကျင်းပမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်နေပြည်တော်မဟာတကြံပွဲတော်ကိုအရင်နှစ်တွေထက် ပိုမိုခမ်းနားစွာကျင်းပသွားမယ်လို့နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတန်းထွန်းဦးကပြောပါအထင် မတ်လ10ရက်နေ့ကနေပြည်တော်စီပင်သားရရေးကော်မတီအစည်းအဝေးခမ်းမမကျင်းပထဲ2025ခုနှစ်မြန်မာတက္ကရာ1386ခုနှစ်မြန်မာရိုးရာယဉ်ကျေးမှုမဟာတချံပွဲတော်နေပြည်တော်မြို့တော်ဝန်မဟာတချံမန်းထံအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပထမအကြိမ်လုပ်ငန်းညီနိုင်အစည်းအဝေးမှာအခုလိုပြောကြားခဲ့တာပါ မြန်မာရိုးရာမဟာတချံပွဲတော်ကိုယူနက်စကိုရဲ့လူသားမျိုးနွယ်ဆိုင်ရာတွဲမဲ့ယဉ်ကျေးမှုအမွေနှင့်ဆိုင်ရင်အဖြစ်အတိပြုသတ်မှတ်ပြီးဖြစ်တဲ့အတွက်အခုနှစ်မှာကြာရောက်မဲ့1386ခုနှစ်မြန်မာရိုးရာယဉ်ကျေးမှုမဟာတချံပွဲတော်ကိုအရှင်နှစ်တွေထပ်ပို့ပြီးခန်းခန်းနာနာကျင်းပသွားမယ်လို့ဆိုပါတယ် ။ဒါအပြင်မြမရိုးရမဟာတချံဘွဲတော်ကိုရိုးရယဉ်ကျေးမှုမပြတ်ယဉ်ကျေးပျော်ရွှင်စွာအပဝင်ဆင်နွှဲချပြီးအများပြည်သူများစိတ်ချမ်းမြေပျော်ရွှင်စွာအနားယူအပန်းဖြေနိုင်စေဖို့မဟာတချံဘွဲတော်ကိုအောင်မြင်စွာကျင်းပနိုင်ရေးသက်ဆိုင်ရာဆက်ကော်မတီတာဝန်ရှိသူတွေကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ထားတချံဘွဲတော်အတွင် အနေရကင်းရှင်ပြီးလုံခြုံရေးလေဟင်းမှုမရှိစေရေးကိုလည်းအလေးထားဆောင်ရွက်ဖို့လည်းပြောကြားခဲ့ပါသည် ပြန်ချောင်းဤဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမမောင်အောင်ကလည်းအခုနှစ်နေပြည်တော်လမ်းလျှောက်တချမ်းမှာမြမတနခါရင်ကျေးမှုဒလေးကိုလူသားမျိုးနွယ်ကိုစားပြုတွမ်းမဲ့ရင်ကျေးမှုအမွေးနှင့်စရင်းဝင်အဖြစ်ဖော်ပြနိုင်မဲ့တရုတ်ဖော်မှုကိုလည်းထည့်သွင်းသွားမယ်လို့မက်ရှလာ9ရက်ကပြုလုပ်တဲ့နေပြည်တော်လမ်းလျှောက်တချမ်းကျင်းပနိုင်ရေးညှိနှိုင်းရေးစည်းဝေးမှာပြောကြားခဲ့ပါသေးတယ်။ ဒါအပြင်အရှင်နှစ်သွေးနဲ့မတူမြမတနတ်ခါပါသွက်ဖက်ပါဝင်မှာဖြစ်တဲ့အတွက်ပို့ပြီးပျော်ရွှင်စရာကောင်းတဲ့လမ်းလျှောက်တစ်ချမ်းဖြစ်မယ်လို့ယုံကြည်တယ်လို့လဲဆိုပါတယ်။ အဆိုပါနေပြည်တော်လမ်းလျှောက်တကြမ်းမှာထင်ပေါ်ကြော်ကြားတဲ့လူပညာရှင်တွေကိုပါဖိတ်ကြားတော်မှာဖြစ်ပြီးပြည်သူတွေဝန်ထမ်းတွေမြမနှစ်တကူကာလမှာစိတ်ရွှင်လန်းတက်ကြွပျော်ရွှင်နိုင်စေဖို့မြမတနခါပါတွက်ဖက်အထူးပြုဆောင်ရွက်တော်မှာဖြစ်လို့ပုံမစီကပျော်ရွှင်နိုင်မယ်လို့လည်းသိရပါတယ်ရှင်ဒုတိယသတင်းတပုတ်အနေနဲ့ ဒီလဝအိယာရှိရာခန်းများအားယာယီနေထိုင်ခွင့်ထုတ်ပေးမည်ဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တိလဝအိယာရှိရာခန်းထွေကိုယာယီနေထိုင်ခွင့်ထုတ်ပေးသွားမယ်လို့မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနကတည်ရပါတယ်။ အိမ်ယာချင်းငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်အနေနဲ့အခုနှစ်ဇန်နဝါရီလ28ရက်နေ့ကရောင်းချခဲ့တဲ့တီလဝါအိမ်ယာရှိရာခန်းတွေနဲ့ပတ်သက်လို့ချင်းငွေတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို CHID ဘဏ်ကဆောင်ရွက်နေပြီးအခန်းဝယ်ယူခွင့်ရရှိထားသူတွေကိုယာယီနေထိုင်ခွင့်ပြုပေးသွားမယ်လို့ဆိုပါတယ်။ ယာယီနေထိုင်ခွင့်အကြောင်းကြားစာထုတ်ပေးတာကိုမတ်လ20ရက်ကစတင်ပြီးရုံချေရအထွန်းရန်ကုန်မြို့ဘိုထောင်မြို့နယ်ရှိမြို့ပြနေအိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။အဆိုပါယာယီနေထိုင်ခွင့်ထုတ်ယူမဲ့သူတွေအနေနဲ့ကိုရိုင်းထုတ်ယူမဲ့ဆိုပါကပပုံတင်မှုရင်းနဲ့မိထူအိမ်ထောင်စုစရင်မိထူထိုးနဲ့ဒါရောက်ထုတ်ယူနိုင်တယ်လို့ဆိုပါတယ်။ ထာအပြင် ကိုစလဲထုံယူမဲ့ဆိုပါကကိုစလဲလွှဲစားမှုရင်ဂရယကန်ရှင်းတဲ့ကိုစလဲထိုးရဲ့မှတ်ပုံတင်မှုရင်းနဲ့မိထူအိမ်တောင်စုဆရင်မိထူထိုးနဲ့လာရောက်ထုံယူနိုင်တယ်လို့သိရပါတယ်ရှင်။ PJ passport ဖြင့်ပြည်ပထုတ်ခွာမည်သူများ OWIC ကအပြင်ခွင့်ပြုချက်ပေါင်းရယူရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Passport of Joy ပြီးချေနိုင်ငံကူးလက်မှတ်နဲ့ပြည်ပနိုင်ငံတွေကိုထွက်ခွာမဲ့သူတွေအနေနဲ့ပြည်ပလောက်ကိုင်းလုံတမသတိခံက OWIC လက်ဝယ်ရှိဖို့လိုအပ်တဲ့အပြင်ပြည်ပသူတွားလျှောက်လုံလောက်ကိုင်းဖို့အတွက်ခွင့်ပြုချက်ကိုရှောက်ထားရယူရန်လိုအပ်တယ်လို့လုံတမဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ပြည်ချေနိုင်ငံကူးလက်မှတ်နဲ့ပြည်ပလောက်ကိုင်းလုံတမသတိခံက OWIC လက်ဝယ်ရှိသူတွေဟာအချင်းစီအစီအစဉ်နဲ့တော့၎င်းမိမိအစီအစဉ်ကျွမ်းကျင်နဲ့တော့၎င်းခွင့်ရစေကပြန်လိုခြင်းကြောင့်တော့၎င်းပြည်ပနိုင်ငံတွေကိုထွက်ခွာမယ်ဆိုပါကလုံတမောင်းဝန်ကြီးဌာနသို့တတ်မှတ်ဆောင်ရွက်စာရမ်းများနဲ့အတူလူကိုယ်တိုင်လာရောက်ရန်မလိုဘဲအွန်လိုင်းမှာသစင်လျှောက်ထားကပြည်ပသို့သွားရောက်လုံလောက်ကိုင်းရန်အတူအခွင့်ပြုချက်ကိုရယူရမယ်လို့ဆိုပါတယ် ဒီလိုရှောက်ထားရာမှာလုံတမညွန်ကြားရေးဦးစီးဌာနသို့လိမ့်မှု၍ပြပသို့သွားရောက်လုံလောက်ကိုင်းရန်အတွက်ခွင့်ပြုချက်ကိုရယူဖို့ရှောက်ထားသည့်စာဓပုံပါစာမျက်နှာနှင့်နေထိုင်ခွင့်တက်တန်းစာမျက်နှာပါနိုင်ငံကူးလက်မှတ်မိထူး တတန်းရှိပြည်ပလောက်အကိုင်းလုံသမားတသက်ခန့်က OWIC ရှေ့နောင်မိထူးခွင့်ပြန်လုံသမားများဖြစ်ပါကတတန်းရှိအလုံးလုံးခွင့်ပါမင့်မိထူးနဲ့အလုံးရှင်မှခွင့်ဖြစ်နေရသူပြန်ရန်ခွင့်ပြုသည့်ခွင့်စာတွေနဲ့အတူအ ਨੇ ဆုံးရုံးပိတ်ရမပါ၅ရက်ကြိုတင်ရှောက်ထားဖို့လိုအပ်တယ်လို့ဆိုပါတယ် ရှောက်ရွာတွေကိုဝင်ကြီးဌာနမှစီစစ်ပြီးခွင့်ပြုတဲ့စာရင်းတွေကို Safe Migration Telegram Channel မှာကြေညာပေးမှာဖြစ်ပြီးသက်ဆိုင်ရာလေးစိတ်တွေကိုလည်းပေးပို့ထားမယ်လို့ဆိုပါတယ်။အဆိုပါလုပ်ငန်းစဉ်အားမတ်လ18ရက်မှစတင်ကာဆုံးရွက်ပေးသွားမယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ လက်နက်တင်ပို့ရောင်းချမှုအများဆုံးနိုင်ငံအဖြစ်အမေရိကန်ရပ်တည်နေစေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံကလက်နက်တင်ပို့ရောင်းချမှုစည်ရင်မှာထိတ်ဆုံးနေရာကဥဆောင်နေစေဖြစ်ပြီးဥရောပရှိနေတိုးအဖွဲ့ဝင်နိုင်ငံတွေကတော့ကိုပိုင်ထုတ်လုပ်နိုင်စွမ်းမှာအောင်မြင်မှုမရှိဘူးလို့ဆွေတင်အကြံပေးအဖွဲ့တစ်ခုကတနင်္လာနေ့မှာတင်ပြခဲ့ပါတဲ့။ 2020မှ2024ရဲ့အတွင်း Stockholm နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့အစည်း SIPRI ရဲ့အချက်လက်အရဂလိုဘယ်လက်နက်သင်းပို့ရေးမှာအမေရိကန်လက်နက်တွေရဲ့ရှယ်ယာက43ရာခိုင်နှုန်းမြင့်တက်သွားပြီး2015-2019ကထက်35ရာခိုင်နှုန်းတိတိတသာမြင့်တက်လာပါတယ်။ အမေရိကန်လက်နက်တင်ပို့မှုရှယ်ယာကဒုတိယနေရာကပြင်သစ်ထက်လေးစကျော်ပိုများပြီးဒုတိယနေရာကနေနဝမနေရာအထိနိုင်ငံထွေးရဲ့ရှယ်ယာများပေါင်းချင်းနဲ့ညီမျှနေတယ်လို့ဖော်ပြထားပါသေး။ ပြီးခဲ့တဲ့9နှစ်အတွင်းအမေရိကန်ဟာနိုင်ငံနဲ့ဒေသပေါင်း100ကျော်ထံလက်နက်များတင်ပို့ခဲ့ပြီးယူကရိန်းအတွက်လက်နက်အများဆုံးတင်ပို့ထောက်ပံ့သူဖြစ်ခဲ့ပြီးရင်းထိုးရဲ့လက်နက်45ရာခိုင်နှုန်းက အမေရိကန်စီကနေဖြစ်ပါတဲ့ ဥရောပနေသောအဖွဲ့ဝင်တွေထံမှလက်နက်တင်သွင်းမှုကလည်း2015ခုနှစ်2019အတွင်း105ရာခိုင်နှုန်းတက်လာခဲ့ပြီးအမေရိကန်လက်နက်တွေရဲ့ရှယ်ယာက92ကနေ64ရာခိုင်နှုန်းသို့တက်လာပါသည်နေတိုးနိုင်ငံတွေကလက်နက်တင်သွင်းမိခိုးမှုကိုလျှော့ချပြီးဥရောပလက်နက်လုပ်ငန်းအားကောင်းလာစေရန်လှုံ့ဆော်နေကြပေမဲ့လက်နက်ထောက်ပံ့ရေးဆက်ဆံမှုမှာပြောင်းလဲဖို့ခက်ခဲနေပါသည် အမေရိကန်အစီအမလက်နက်အများဆုံးတင်သွင်းသူအဖြစ်အရှေ့အလဲပိုင်းကိုဥရောပကကြောတက်သွားပါအထိပြီးခဲ့တဲ့9နှစ်ကာလနဲ့ရှင်ရင်ဥရောပတို့အမေရိကန်လက်နက်တင်ပို့မှုရှယ်ယာက2020ကနေ2024ရဲ့အတွင်း73ရာခိုင်နှုန်းကနေ35ရာခိုင်နှုန်းခုန်တက်လာပြီးအရှေ့အလဲပိုင်းစီတင်ပို့မှုကတော့33ရာခိုင်နှုန်းရှိခဲ့ပါတဲ့ ်ဥရောပသို့လက်နက်တင်ပို့မှုရှယ်ယာမြင့်တက်လာရခြင်းမှာဂရီးခရိုအေးရှားယူကရိန်းတို့ထံအများအပြားတင်ပို့လာရတာကြောင့်ပေါဝင်နေပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြီးစုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ thank you